ကွင်းထဲမှာနေမဟုတ်ပဲအိမ်မှာပါဘေးကင်းကင်းနေထိုင်တတ်ဖို့လိုတယ်ဆိုတာသတိပေးနေတဲ့ကိုပါမရဲ့တန်ရာပရိသတ်များလုံးမဲ့မင်္ဂလာပါမြားလူလန်းကင်းကတင်ဆက်နေပါတယ်ကိုပါမရဲ့တန်ရာအကြောင်းမာရက်စကာပြောတဲ့သတင်းကတကယ်ကိုစိတ်မကောင်းစရာပါဇာမတယောက်တည်းကွင်းထဲမှာမဟုတ်ပဲနဲ့အိမ်မှာနေရင်းနဲ့တန်ရာရတာကစိတ်ထဲကြစရာအကောင်းဆုံးချင်းနေတဲ့ကတစ်ခုဖြစ်ပါတယ်မာရက်စကာပြောပြတဲ့အိမ်မှာသူ့ချီမောက်ကိုတကူနဲ့အရှင်ပြင်းပြင်းဝင်တိုက်မိတယ်ဆိုတဲ့အချက်ကိုကြည့်ရင်ဒါကလုံးဝကိုမတော်စမှုဖြစ်ပါတယ် ကစားမတရားရဲ့နေရှင်ပေါ်မှာအနည်းကင်းရှင်းရေးကိုဘလောက်ယူဆိုင်တင်တယ်လဲဆိုတာသတိပေးနေပါရင်။ကွင်းထဲမှာဆိုရင်ဆေးဘက်ဆိုင်ရာအဖွဲ့ကျွမ်းကျင်နီးပြားရဲ့ကြီးကြပ်မှုအောက်မှာရှိနေပေမယ့်အိမ်မှာဆိုတော့ကိုရိုင်းနာကူးဆိုင်ရတာဖြစ်လို့ဒီချက်ကိုလည်းသတိထားသင့်ကြောင်းဖော်ပြရရောက်ပါရင်။တပြိုအိမ်နဲ့မတော်စားမှုတွေဟာကစားမတရားအတွက်သိအဖြစ်မများပေမယ့်ဖြစ်လာတယ်ဆိုရင်စိတ်နှောက်ယှက်ဖြစ်စီရပါ။ပေါင်ရံတရားကနေပြန်ကောင်းလာပြီးတော့အခုမှဒီလိုထပ်ဖြစ်ရတော့မယ်ဆိုတော့ဘာမှရဲ့စိတ်ထဲမှာဘလောက်စိတ်ပြတ်မလဲဆိုတာမတွေ့တဲ့အောင်ဖြစ်ရပါရဲ့။ ခြေမကျိုးတယ်ဆိုတာဘလုံးမတစ်ယောက်အတွက်ကတော့ကြီးကြီးမားမားထိခိုက်မှုပါခြေချောင်းလေးတွေကဟန်ချက်ညီနဲ့ပြေးတာကန်တာလှည့်တာတွေအတွက်ရေပါတဲ့စိတ်ပိုင်းတွေဖြစ်ပါတယ်တရားပြင်းထန်မှုပေါ်မူတည်ပြီးတော့ပြန်လည်တန်ဆွမ်းရေးကာလကိုတတ်မှတ်ရမှာပါဒီချိန်မှာဆက်လုပ်ရမှာကဇာဝဉ္ညွန်ကြတဲ့အတိုင်းခြေတော်ကိုအနာပေးဖို့လိုပါလိမ့်မယ်ရောင်ရမ်းမှုကိုလျှော့ချဖို့နာကျင်မှုကိုတတ်တာစေဖို့ရေခဲကူရုံနဲ့အခြားညွန်ကြားချက်တွေကိုတချာလိုက်နာဖို့လိုအပ်မှာပါဂျိုင်းတော့ဒီခြေတော်ပတ်တီးတွေတုံးရနိုင်တဲ့နေသားမျိုးတွေလည်းရောက်သွားနိုင်ပါတယ် ဈေးဖွဲ့ကပြန်လည်တန်ဆွမ်းရေးဆရာများနဲ့နေစနေကြပြန်လည်လေ့ကျင့်ဖို့လိုအပ်မှာပါဒီလိုမျိုးထင်ရတွေကကစားမရဲ့စိတ်ဓာတ်ကိုပါထိခိုက်စေနိုင်ပါ रे ကိုကိုကိုယုံကြည်မှုကြာစင်းတာထပ်ထိခိုက်မလားဆိုတဲ့စိုးရိမ်မှုတွေဖြစ်လာနိုင်ပါ रे ဒီချိန်မှာပါမလှုပ်တင်တာကဆရာဝန်နဲ့ပုံမှန်ပြတ်တာပြီးတရားပြန်လည်တက်တာမှုကိုစစ်ဆေးတင်ပါ रे စေယုံငါညုံကြတဲ့အတိုင်းနားယူဖို့နဲ့အမြန်ပြန်ကစားခြင်းစိတ်ကိုထိန်းသိမ်းဖို့လိုမှာဖြစ်ပါ रे ဆရာဝန်ခွင့်ပြုချက်မရမချင်းဘလို့ကိုကလည်းကျင့်မှုမျိုးမှမလုပ်ဖို့လဲလိုအပ်ပါ रे အိမ်မာနီနဲ့လုံနိုင်တဲ့ပေါ်ပါပါလေးချင်းဂန်လေးတွေတော့လုံနိုင်ပါပြီ။ဥမာခနာကိုပေါ်ပိုင်းနဲ့ပတ်သက်တဲ့လေးချင်းဂန်လေးတွေကဘာတွေလုပ်တင်လဲဆိုတာဆရာဝန်နဲ့တိုင်ပင်ရမှာပါ။အာရာပြေဝဆိုတာစားတတ်ဖို့လိုပါပြီ။အယိုးပြန်ဆက်မြန်စီမဲ့ကယ်ဆီယမ်ပရိုတင်းဓာတ်ကျွဲဝါးတဲ့အစားအစာတွေများများစားရမှာပါ။ရေများများတောက်ဖို့လိုပါပြီ။ဒါခနာကိုပြန်လဲကောင်းမွန်ဖို့အတွက်အထောက်အကူဖြစ်စေနိုင်ပါပြီ။အဓိကချက်ကတော့စိတ်ဓာတ်မကျဖို့ဖြစ်ပါပြီ။ဒါကယာယီခက်ခဲပဲဆိုတဲ့စိတ်ထားနဲ့ရှုမြင်ဖို့ဗိုလ်ရိုကိန်းတွေကစားတာ၊စားအုပ်တွေဖတ်တာ၊တရားထိုင်တာမျိုးတွေစတဲ့အာယုံတွေလွှဲထားဖို့ အတင်းပေါ်ရီမိသားစုအနေနဲ့ဆက်သွယ်ပြီးတော့စိတ်ကိုနှွေးထွေးမှုရှိအောင်တည်ဆောက်ဖို့လိုအပ်ပါတယ်။ဘာမှအနေနဲ့လူမျိုးထက်မဖြစ်အောင်လို့ကိုကိုယူဆိုင်နည်းတွေကိုတည်ထားသင့်ပါတယ်။အိမ်တွင်ပေးကင်းရေးကိုပိုပြီးယူဆိုင်ရပါတော့မယ်။အိမ်မှာဖနက်စည်းပါချော်လဲတဲ့တဲ့ဖနက်မျိုးမသုံးပါနဲ့။ကျမ်းမြမပစ္စည်းတွေပွားစားနေတဲ့တာမျိုးတွေမရှိပါစေနဲ့။အလင်းအောင်လုံလောက်အောင်ပြတင်းနေမီးတွေကိုဖွင့်ထားရမှာပါ။အကျုံးဆိုရရင်တော့ကိုပါမရဲ့တင်ရကကစားမတယောက်အတွက်သင်ကန်းစာယူစရာကောင်းတဲ့အဖြစ်ပြက်ပါ။ကိုင်းနေမာရီမဟုတ်ဘဲနဲ့အိမ်မှာပါဘေးကင်းကင်းနေထိုင်တတ်ဖို့လိုရဲဆိုတာတတိပေးနေတာဖြစ်ပါရဲ့။ ဘာမှလူလူငယ်စားမားတွေအတွက်ဒါကအတွေ့အကြုံတစ်ခုအနေနဲ့ယူဆပြီးအနာဂတ်မှာဘိုဘရော့ကယူဆိုက်တက်လာမယ်လို့မျှော်လင့်ရပါတယ်။ကိုယ်ချိန်မှာတော့သူ့ရဲ့ကျန်းမာရေးကိုအဓိကထားပြီးတော့ပြန်လည်တန်ဆောင်းအောင်ကြိုးစားဖို့ပဲရည်ကြီးပါတယ်။လွန်မတော်စားထိခိုက်တံရရတဲ့အခါဆေးရှိရှိထားပြီးတော့ဆရာဝန်ညွန်ကြားချက်တွေကိုတိကျလိုက်နာဖို့ပဲရည်ကြီးဆုံးပဲဖြစ်ကြပါမယ်။ညီကိုတို့ကရောအိမ်မာနေနဲ့ချီမာကြိုးသွားတဲ့ဘာမှပေါ်မှာဘလို့မြင်ကြလိမ့်မယ်။ပြောပြပေးသွားခဲ့ကြပါအောင်မြ။စုံထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးပါတယ်မြ။